ခင်းယုတ်ကလေးတွေကိုအမှုံလေးတွေကိုမြင်ပြီးတော့အဲဖြစ်ပျက်ကိုရှုနေခြင်းကြောင့်အဲ့ဒီပုံမှာအခင်းယုတ်ပုံမှာကိလေသာရှိပါတယ်ဗျာဖြစ်တာလည်းသိတယ်ပြက်တာလည်းသိတယ်ဖြစ်တာကိုလည်းသူသိပြက်တာကိုလည်းသိအနိစ္စဒုက္ခအနတ္တလက္ခဏာရေ၃ပါးကို ဒီအပေါ်မှာတင်ပြီးတော့နေခြင်းနေခြင်းဖြစ်ပါတယ်ဗျာဒီအသင်ယုတ်ကလေးပေါ်မှာကိလေသာရှိပါတယ်ဗျာဒီကိလေသာရှိခြင်းဟာဒါဒီအသင်ယုတ်ကလေးပေါ်မှာလဲတစ္ဆာလေးပါတရားတော်များကြီးတွဲနေခြင်းကြောင့်တစ္ဆာနဲ့စိတ်နေရပါတယ်ဗျာအော်ဒီအသင်ယုတ်ကလေးကမြင်လိုက်တဲ့ဥစ္စာအသင်ယုတ်ပါလားမြင်လိုက်တဲ့မျက်စိအမြင်ကောင်းလို့မြင်နေရတဲ့သဘာဝပါလားနဲ့မြင်ဒီမျက်စိနဲ့အသင်ယုတ်နဲ့ပေါင်းစုံလိုက်တဲ့အချိန်ကနှစ်ပါးပေါင်းစုံဖတာဝေဒနာပါလားအဲ့ဒီလိုဝေဒနာအသင်ခြင်းတော့ ုံးသာနေတော့ဩနှစ်ပါးပေါင်းစုံလိုက်တဲ့အချိန်ခါဒုက္ခသစ္စာကြီးပါလားဝေဒနာဒုက္ခကြီးပါလားမကြည့်ခြင်းပဲတလို့မနေရပါလားဒီအသင်ရုပ်ကလေးပေါ်မှာသစ္စာလေးပါးနဲ့အဲပိုင်နေရပါတယ်ဗျာအဲ့ဒီသစ္စာလေးပါးနဲ့အပိုင်နေတော့ဒီဒုက္ခအဲဒီအသင်အသင်ရုပ်ကလေးပေါ်မှာပရမအနုမြုံမှုံရှိတော့တဲ့ရုပ်တရားလေးကမျက်စိတမိတ်ရှက်တပြည့်လက်တတွဲရုပ်ကလေးပေါင်း9000နံကလေးပေါင်းသသိင်းနဲ့ချုပ်ပြောက်ဖြစ်ပြဲတယ်လို့မြတ်စွာဘုရားအထင်ရှားကြီးဟောထားပါတယ်ဗျာအဲ့ဒီအထင်ရှားကြီး ဟောတာလို့မိမလည်းမရှိယောက်ျားလည်းမရှိကနကြေသွားခြင်းကြောင့်ဒီအမှုံကလေးတွေမြင်နေတော့ဒီအမှုံကလေးတွေပေါ်မှာစိတ်ကလေးကပတ်နေပါတယ်ခရာအဲ့ဒီအမှုံလေးတွေပေါ်မှာပါအဲဒုက္ခသစ္စာသမှုတရားသစ္စာညောတာသစ္စာမေဃသစ္စာသစ္စာလေးပါတရားတော်များကြည့်ဒီပေါ်မှာသုံးတာဆင်ရင်ပြီးတော့သစ္စာလေးပါတရားတော်များကြည့်စိတ်နေရပါတယ်ခရာအဲ့ဒီဒီအမှုံလေးပေါ်မှာသစ္စာလေးပါတရားတော်များကြည့်အော်များစွာပြကိုတော်များကြည့်ဟာ ယုပခန္ဓာဝရဏခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာမနောဝိညာဏခန္ဓာနံခန္ဓာ၄ပါးရှိတယ်လို့ပြောတယ်။ယုတ်တရားခန္ဓာ၅ပါးယုံနာနာပါးရှိတယ်လို့ပြောတယ်။ဒီယုံနဲ့ဒီနာမဲ့အဲမြတ်စွာဘုရားကိုတော်မြတ်ကြီးကအဲမျက်စိတမိရှက်တပြည့်လက်တွဲယုတ်ကလေးပေါင်း၅တောင်းနံကလေးပေါင်းသတိန်ချုပ်ပြောက်ဖြစ်ပြတယ်လို့အဲဒီလိုအဲမြတ်စွာဘုရားဟောတာတဲ့။အော်ဒီအဲမြတ်စွာဘုရားကိုတော်မြတ်ကြီးကတော့အင်းယုတ်တွေဒီအသင်းယုတ်ကလေးတွေပါဖြင့်မျက်စိတမိကိုရည်လို့ရပါလား။ငါကတော့ရည်လို့ မရပါလားများတာပဲသိပါလားအဲဝေဒနာခန္ဓာယူဝေဒနာခန္ဓာတင်ရခန္ဓာတင်ခါရခန္ဓာမနောဝညာဏခန္ဓာမြတ်စွာဘုရားကနံခန္ဓာ၄ပါးအဲရုပ်တရားခန္ဓာ၅ပါးယုံနံ၅ပါးလို့ဆိုထားတယ်ဒီအပေါ်မှာဘယ်လိုများကြပါလိမ့်မယ်ဇာတိတရားကြီးဟာပြအဲယူပခန္ဓာအစင်းယုတ်ကလေးဟာမျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာဩဝေဒနာခန္ဓာပါလားဒီဝေဒနာခန္ဓာပေါ်တင်ညာလေးကအမှုံလေးပါလားလို့တင်ညာပေးလိုက်ပါလားတခုပြီးတခုပြောင်းလဲပြီးဖြစ်ပြီးပြက်သွားတာ ကသင်္ခါရခန္ဓာပါလားမနောဝိညာဏလေးကသိတာလေးရှိပါလားအခဲလေးသိလိုက်တဲ့သဘာဝအဝါလေးသိလိုက်တဲ့သဘာဝပါလားလို့အဲ့ဒီအစင်ယုတ်ကလေးပေါ်မှာကယူပက်ခန္ဓာအစင်ယုတ်ကလေးပေါ်မှာကဝေရဏခန္ဓာသင်္ခေခန္ဓာသင်္ခါရခန္ဓာမနောဝိညာဏခန္ဓာနံခန္ဓာလေးပါတရားတော်များကြီးကိုအဲ့ဒီအပေါ်မှာအော်မျက်စိတမိတ်ရှာတပြက်လက်တွဲယုတ်ကလေးပေါင်း9000နံကလေးပေါင်းတသိန်းချုပ်ပြောက်ဖြစ်တယ်လို့ပြည့်ပြည့်ရတယ်လို့မြတ်စွာဘုရားအရှင်ရှာကြီးဟောထားတယ်အော်မျက်စိတမိတ်က လေးဟာဖြင့်ဉာဏ်စိတ်ကြစိတ်နာစိတ်ခြိစိတ်ပြီးစိတ်အာယုံ၆ပါးဟာဖြင့်မြင်လိုက်တဲ့အစဉ်ရုပ်ကိုလည်းအမှားမှားလိုက်ပြီးဆိုလို့ရှိရင်မျက်စိတမိရှာတဲ့ပြက်ခံရမှာပါလားကြားလိုက်တဲ့အတန်လည်းတဲ့သူသဘောနဲ့သူဖြစ်နေတဲ့ယုံနာကိုသူသဘောနဲ့သူပြက်နေတဲ့သဘာဝကိုကြားလိုက်တဲ့အတန်ကိုငါကြားတယ်လို့သတ်မှတ်လိုက်ပါကလောင်တပိတာပန်သတ်မှတ်လိုက်ပါကအော်မျက်စိတမိရှာတဲ့ပြက်နဲ့အဲလက်တွေ့ကလေးနဲ့ရုပ်ကလေးပေါင်း၅တောင်းနံကလေးပေါင်းတသိမ့်ခံရမှာပါလားအဲနာလိုက်တဲ့အနံလက်တဲ့ နာနာကောင်းနာနဲ့အနာနဲ့အပေါင်းဆုံးလိုက်တာဖတာဝေဒနာဝေဒနာဝေဒနာမှန်လည်းမသိဖြစ်တာပြက်တာလည်းမသိမသိခြင်းကြောင့်အင်းမွေးတယ်ကြိုင်နေနာနေလို့ကန့်နေလိုက်လို့ရှိရင်ပြက်မျက်စိတမိတ်ဆက်တပြက်လက်တွဲရုပ်ကလေးပေါင်း၅တောင်းနံကလေးပေါင်းသသိန်းခံရမှာပါလားလို့ဇာတိတရားကြီးမြင်ရပါတယ်ဗျာအဲ့ဒီဇာတိတရားကြီးမြင်တော့မှဒီရုပ်ကိုဒီအသိဉာဏ်ကလေးပေါ်ကန့်နေတယ်ကန့်နေတယ်စိတ်ကလေးဟာတော်တော်နဲ့မပြတ်ပါဗျာ ဘယ်လိုမှပြတ်တည်းတဲ့ဒီအစင်းရုပ်ကလေးပေါ်မှာဒုက္ခသစ္စာသမုဒယသစ္စာညောရာသစ္စာမေဃသစ္စာသစ္စာလေးပါတရားတော်များကြီးကိုရှုမှဆင်းရင်သုံးသပ်နေခြင်းကြောင့်ဒီပေါ်မှာကိလေသာရှိပါတယ်ဗျာဒီအစင်းရုပ်ကလေးပေါ်မှာအဲဒီရှုရင်ရှုရင်နဲ့ဒုက္ခသစ္စာသစ္စာလေးပါစိတ်လုံးမရလို့တန်ကုန်သွားပါတယ်ဗျာတန်ကုန်သွားလို့မရတော့မှအဲဒီအစင်းရုပ်ကလေးပေါ်မှာအအနေစာဒုက္ခအနာတာနဲ့လက္ခဏာကြီးသုံးပါးနဲ့သုံးသပ်ပါတယ်ဗျာဒီလက္ခဏာကြီးသုံးပါးနဲ့သုံးသပ်တော့အင်း 修烟修烟，地里肯哪有？东巴东山烟，东山烟下边。東 သုံးသာရင်သုံးသာရင်ရှူရင်ရှူရင်နဲ့အင်းနာတဲ့ကကပရိကြားတယ်လို့အဲအတင်းပဲတော့လွတ်တော်မှလဲလို့ဝိဇာတင်ညာပေါ်လာရပါတယ်ဗျာဝိဇာတင်ညာပေါ်လာတော့ဩအဲမင်းဒီလိုရှူနေလို့ရှိရင်မင်းပညာကြည့်ကျင်းနေတာဘယ်တော့လွတ်မှလဲလို့အဲဝိဇာတင်ညာကပြေးလိုက်တော့ဩဟုတ်သားပဲနာသည်ဒီအရှင်ရုပ်ပေါ်မှာအနိစ္စာဆိုတာလည်းပါလေဒုက္ခဆိုတာလည်းပါလေအနာတ္တဆိုတာလည်းပါလေဒုက္ခဆိုတာလည်းပညာပါလား အနတ်ဒုအနိစ္စဆိုတာလည်းပညာပါလားဒုက္ခဆိုတာလည်းပညာပါလားအနာတာဆိုတာလည်းပညာပါလားဆိုအဲ့ဒီလိုတတိယလာတော့ဥပက္ခလည်းလို့ရှုလိုက်ပါရဲ့ဗျာအဲ့ဒီအစဉ်ယုတ်ကလေးပေါ်မှာသဘာဝယုတ်သဘာဝနာဆိုတာမြင်တာမြင်တာမှတ်တာရလိုက်ရပါတယ်ဗျာအဲ့ဒီတော့မှလေးဆိုချုပ်ရပါတယ်ဗျာအဲ့ဒီလိုချုပ်သွားမှအင်းဖြစ်ပြဆုံးတဲ့နေရာရောက်ရပါတယ်ဗျာ